လက်တွေ့သင်တန်းဝင်းပလွေမာကြီးတကောင်တွင်သားသုံးကောင်ပေါက်သည်အရွယ်ရောက်စပြူလာသောသားတွေကို ဝင်းပလွေမာကြီးသည် လက်တွေ့သင်ကန်းစာပေးခြင်းရောက်လာပြီဟုယူဆသည် ထို့ကြောင့်တနေ့တွင်သားတို့မေမေနဲ့ဒီနေ့လိုက်ခဲ့ကြရမယ်မေမေကဒီနေ့အစာမကျွေးတော့ဘူးလား မေမေဒီနေ့သားတို့စီကိုအစာယူမလာတော့ဘူးသားတို့ကိုယ်တိုင်ရှာဖွေစားတောက်နိုင်အောင်မေမေလိုက်ပြီးတော့ကူညီပေးမယ်ဤသို့ဖြင့်ဝင်းပလွေမာကြီးသည်သားတို့ကိုတောတွင်းအတက်များနှင့်ရှာဖွေစားတောက်ပုံနည်းများကိုစတင်သင်ကြားပေးလေတော့သည်သားတို့ရေဟိုမှာတွေ့လားအဲ့ဓာရီကသားတို့အစာယူလားမေမေကွင်းပြင်ထဲတွင် တွေ့နေရသောတိုးအုပ်ကြီးကို မိခင်ဖြစ်သူက ပြကသားတွေကိုတင်ငန်းစာပေးနေခြင်းဖြစ်သည်ဟုတ်တယ်သားတို့အဲ့ဓာရီဟာမိမိတို့ရဲ့အစာတွေပဲဒါဆို သားတို့သွားစားကြမယ်သားတို့လောကမှာဘာမှလွယ်လွယ်နဲ့မရဘူးဆိုတာပထမဆုံးသိထားကြရမယ်အဲ့ဒီတိုးတွေဟာမိမိတို့စားတဲ့အစာအစာတွေထဲမှာအကောင်ဆုံး အချို့ဆုံးပဲပေါ့ဒါပေမဲ့တတိလည်းအထားရဆုံးအစာတွေပဲဘာဖြစ်လို့လဲမမေတိုးအုပ်ကြီးရဲ့အဆုံးသစ်ပင်အောက်မှာရက်နေတာကိုတွေ့တာဒုတ်တချောင်းကင်ပြီးရက်နေတာလားဟုတ်တယ်တိုးတွေရဲ့အသားကိုစားချင်တတိထားရမယ်ရန်သူကအဲ့ဒီဒုတ်ကင်ထားတဲ့သူပဲသားသူ့ကိုတိုးထိန်လို့ခေါ်တယ်သူက သူ့တိုးတွေကို အချိန်မပြတ်စောင့်ကြည့်နေတာဒါကြောင့်သားတို့တိုးသားစားခြင်းရင်တိုးထင်းရဲ့အလစ်ကိုချောင်းရမယ်သူ့အလစ်မှာမှသူ့တိုးတွေကိုစွဲစားလို့ရမယ်ထိုစဉ်ဝုတ်ဝုတ်ဝုတ်ဆိုသည့်အတန်ကိုကြားလိုက်ရသည်သားတို့ဝင့်နေဝင့်နေလိုက်သားတို့အတွက်ကြောက်စရာအကောင်းဆုံးသတ္တဝါရောက်လာပြီခွေးတကောင်သည်သူ့တခင်တိုးထင်းအနီးကိုရောက်လာပြီး လေထဲတွင်အနံ့ခံကဟောင်းလိုက်သည်မိမေအဲ့ဒီကောင်ကသားတို့နဲ့တူရယ်နော်အဲ့ဒီအကောင်ကိုဘာကောင်လို့ခေါ်တယ်လဲမိမေအဲ့ဒီအကောင်ကိုခွေးလို့ခေါ်တယ်သားတို့မှတ်ထားအဲ့ဒီအကောင်ကိုခွေးလို့ခေါ်တယ်မိမေရယ်ခွေးဆိုတဲ့အကောင်ကသားတို့နဲ့တူလိုက်တာအဲ့ဒါမိမေတို့အမျိုးပဲကွဒါပေမဲ့မိမေတို့နဲ့မတူတာက အဲ့ဒီခွေးဆိုတဲ့ကောင်တွေဟာလူတွေနဲ့တွားပြီးပေါင်းသင်းနေထိုင်သူတွေပေါ့သူတို့ဟာရှာဖွေစားတော့ရမှာပြင်းတာကြောင့်လူတွေနဲ့ရင်းနှီးအောင်နေပြီးတော့လူတွေပေးတဲ့ကျွေးတဲ့ဟာတွေကိုပဲမိခိုစားတော့နေကြတာအဲ့ဒါမကောင်းဘူးလားမေမေမကောင်းဘူးသားတို့လူတွေဆိုတာတိတ်ပြီးရုပ်မာတာမေမေတို့အမျိုးတွေကိုတတ်တာလဲမနေတော့ဘူးမေမေတို့ကို မျိုးဖြုတ်ဖို့ဆိုပြီးတော့ ခွေးတွေနဲ့ပေါင်းပြီးကြံစီနေကြတာလေနှစ်ပေါင်းမနေတော့ဘူးမမေတို့ကကို့ချက်တော့ပေါ်ကိုရက်ပြီးကို့အစာကိုတိုက်ခိုက်ယူကြတယ်ကို့အစာကိုရှာဖွေစားတော့ဖို့ပြင်းတဲ့ခွေးတွေကမမေတို့ဘယ်မှာရှိနေလဲဆိုတာလမ်းပြပြီးသူ့သခင်တွေကိုတတ်နိုင်အောင်ကူညီနေကြတာအဲ့ဒီခွေးဆိုတဲ့အကောင်တွေက မုန်းစရာကောင်းလိုက်တာဟုတ်တယ်သားတို့သားတို့သိုးသားကိုစားချင်ရင် အဓိကတတိထားရမှာကသိုးထိန်မဟုတ်ဘူး။ตาတို့တတိထားရမှာကခွေးဆိုတဲ့တဒဝါကိုပဲ။မိမိတို့ကိုပြန်ပြီးဒုက္ခအပေးနိုင်ဆုံးဟာမိမိတို့အမျိုးတွေကပဲဆိုတာဘယ်တော့မှမမေ့ကြနဲ့။ gain မိမိတို့သူတို့အလစ်ကိုစောင့်ကြရအောင်။ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ podcast ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ရင်းအေးရ podcast ကို ACE Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ် ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကိုကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။